ဝါလာရင်ဒီကတော့မျက်နာပေါ့ကျွန်တော်မျက်နာကြီးတဲ့အထဲမှာပါတဲ့ခါကျတော့ဟိုဝါလာရင်တော့မျက်နာပို့ပို့ပြီးတော့မျက်နာကားကားကားလာတယ်ပါပို့ဖောင်းလာတယ်အဲ့တော့ဒီကင်မရာထဲမှာကျတော့ဟိုအဆင်မပြေဘူးပေါ့နော်အဲနောက်ပြီးတော့ကျွန်တော်ဝါရင်ရုပ်နည်းနည်းရင်းတဲ့အထဲမှာပါတော့လေအဲ့ဒီပုံမှန်အားဖြင့်ကျွန်တော်ကျွန်တော်ကဟိုပါ9ဘေး30ဘွယ်လောက်ရှိတာဆိုတော့ပေါင်က160နဲ့165ပေါင်လောက်ပဲရှိဖို့ သိနေပေါ့နော်အဲ့လိုမျိုးလဲဒါအဟာရဆရာမမကြီးနဲ့တိုင်ပင်ပြီးတော့အဲ့လိုမျိုးဒီကစားဖြစ်တာပေါ့ဒီချက်တဲ့ဟင်းနေရာတောင်းတာအဲဟုတ်တယ်ဒါမဲ့ပုံမှန်အပြင်တော့ရခိုင်ဟင်းနေရာအစီမပါဘူးလေဆိုတော့ပုံမှန်တော့ဟိုရခိုင်ဟင်းတွေတော့ပို့ပြီးတော့အရင်တော့ကတော့စားဖြစ်တယ်ပေါ့ join ရဲ့ top show အစီအစဉ်မှာအပေါင်ဖြစ်တာပေါ့နော်အဟို ဒီ join ရဲ့ mail box လေးတွေကိုလည်းကျွန်တော်စားနေရတာတလားရှိသွားပြီအဲဆိုတော့ဒီနေ့ပွဲလေးကိုလည်းလာရောက် join ဖို့အတွက်အဲကျွန်တော်ဖိတ်ကြားခြင်းခံရတဲ့အတွက်ကြောင့်မလို့ဒီပွဲလေးကိုတက်ရောက်လာချင်ဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ကဒီအစားအသောက်တစ်ခုခုစားတော့ပေါ့ပိန်ချင်နေဆိုလို့ဆိုလို့ရှိရင်တော့ညစာ short စားညစာ short စားဆိုတော့အရင်တော့အမြဲတမ်းကြားနေရဆိုတော့ကျွန်တော်တို့လည်းဒါစားပြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ခါကျစားလောင်မှုကိုမခံနိုင်မရနိုင်တဲ့အချိန်မျိုးတွေကတစ်ခါကျစားမိတာရှိတယ်ဆိုတော့အခုဒီ join ကကြတော့သူက ဟိုဘယ်လိုခေါ်မလဲအဲ့စာဖို့အခွင့်အရေးကိုမပေးဘူးဖြစ်နေတာပေါ့နော်။ तू ကအကုန်လုံးအများကြီးစားရတယ်။ကျွန်တော်ကတခါလေရောက်လာတဲ့ခါကျတော့ဟာတနေ့လုံးဒါကြီးအများကြီးစားရမှာလားလို့တွတွေးမိတယ်ပေါ့နော်။ဒါပေမဲ့အဲ तू ပါဝင်တဲ့ဟာတွေကကယ်လိုရီတွေတွက်ထားတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီအေပရိုတိန်းလေးကိုပဲဦးစားပေးပြီးတော့သုံးထားတယ်ပေါ့နော်။နောက်ပြီးတော့ healthy ဖြစ်တဲ့အစားအစာတွေပေါ့။နောက်ပြီးအဓိကတော့ဒီကျွန်တော်ထင်တယ်ဆရာဝန်နဲ့တေချာအာဟာရဆရာဝန်ကြီးတွေနဲ့တွက်ချက်ထားတဲ့ခါကျတော့ကျွန်တော်တို့ဘလောက်စားစားပေါ့နော်။ဟိုဟိုဟာပေါ့မှာဘိုက်ထဲမှာ ဖိပြစ်သွားပေမဲ့ကျွန်တော်တို့ဟာအစီမဖြစ်ဘူးပေါ့အဲ့လိုမျိုးတော့ခံစားရတယ်ဟုတ်တယ်အဲဟုတ်တယ်ဒါမဲ့ပုံမှန်အပြင်တော့ရခိုင်ရင်းတွေကအစီမပါဘူးလေဆိုတော့ပုံမှန်တော့ဟိုရခိုင်ရင်းတွေတော့ပို့ပြီးတော့အရင်တော့ကတော့စားဖြစ်တယ်ပေါ့ဝါလာရင်ဒီကတော့မျက်နာပေါ့ကျွန်တော်မျက်နာကြီးတဲ့အထဲမှာပါတဲ့ခါကျတော့ဟိုဝါလာရင်တော့မျက်နာပို့ပို့ပြီးတော့မျက်နာကာကာကားလာတယ်ပါပို့ဖောင်းလာတယ်အဲ့တော့ဒီကင်မရာထဲမှာကျတော့ဟိုအဆင်မပြေဘူးပေါ့နော်အဲ နောက်ပြီးတော့ကျွန်တော်ဝိုင်းရုပ်နေနေရင်းတဲ့အထဲမှာပါတော့လေအဲနဲ့ပုံမှန်အပြင်ကျွန်တော်ကျွန်တော်ဟာ9ဘယ်30ခွဲလောက်ရှိတာဆိုတော့ပေါင်က160နဲ့165ပေါင်လောက်ပဲရှိဖို့တည်နေပေါ့နော်အဲ့လိုမျိုးလဲဒါအဟာရဆံမကြီးနဲ့တိုက်မင်းပြီးတော့အဲ့လိုမျိုးဒီကစားဖြစ်တာပေါ့ကြားမယ်ဆိုတော့ဒါမျက်နာပဲယူကြတာလားအဲကြားရင်တော့တကူလုံးစီပန်းတာပေါ့နော်အဓိကတော့အစားတော့ပါပဲကိုကိုကတနေ့မှဘလောက်ထိကိုလဲအဓိကတော့ကိုလဲလှုပ်ရှားမှုတွေလိုတာပေါ့နော် အတကယ်ကိုလည်းလှုပ်ရှားတဲ့ lifestyle တစ်ခုကိုလည်းလိုတယ်အထိုင်များတယ်ဆိုလို့ရှိရင်တော့ဟိုနည်းနည်းလေးဟိုဝိတ်ကျဖို့ခက်ခဲရင်းနေပေါ့အဲလုတ်တယ်အဲကျွန်တော် shooting မရှိရင်နေနေတိုင်းလို့လို့ရေးဟုတ်ဟုတ်ကျွန်တော်ကအဲ့ဒါနည်းနည်းဟိုတလောတော့ငါ weight တက်သွားတော့လေအမြင်တမ်းလို့လို့ပြေးဖြစ်ပါတယ်ဟုတ်စားတော့နဲ့လေချတာပေါ့ဟုတ်အဲအဓိကတော့ကျွန်တော်ကဟိုကုတ် ကိုယ့်ရဲ့အရက်နဲ့ကိုယ့်ရဲ့ weight ကညီမျှတယ်ဆိုလို့ရှိရင်တော့ဟိုဟာဟိုအသက်အရွယ်တစ်ခုမှာရှိသင့်ရှိတိုက်တဲ့အနေထားပေါ့ဟိုနုပြိုတယ်ဆိုတာတစ်ခုကိုကျမ်းမာတဲ့အဲ fake ကတစ်ခုလို့ရှိနေတာပေါ့